မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်စင်ခန့်တင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့သွေးကြွေးမှာဆွေးနွေးစရာမရှိဘူးဆိုတာပိုသေးချသွားတဲ့တက်မ89တက်မမှုဖန်ခံရတဲ့ဖြစ်စဉ်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ဒီရက်ပိုင်းတော်လန်ရေးအတွက်အနေငယ်စိတ်ပျက်စရာသတင်းတွေရှိသလိုအားတက်စရာသတင်းတွေကိုလည်းတဆက်သေးဆိုသလိုပင်ကြားနေရပါတယ်။လာရှိုးမြို့မှာ MNDA တပ်ဖွဲ့တွေပြန်ဆုံမယ်ဆိုတဲ့သတင်းထွက်ပေါ်လာကြတဲ့ကအာရဝန်တာပြောမျိုးနေတဲ့ဗိုလ်မအုပ်စုတွေကိုယခုအခါမှာတော့အင်းတော်မျိုးကိုတော်လန်ရေးတပ်ဖွဲ့တွေဘက်မှသိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့သတင်းနဲ့ တမ80ခွန်တမမူအပဝင်အင်အားတရာလောက်ကိုတော်လိုင်းအင်အားစုတွေဘက်မှအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းဖြင့်အတန်ပိတ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီနေရာမှာအင်းတို့မျိုးသိန်းနဲ့ပတ်သက်ပြီးတွေ့မြင်ရတဲ့အတက်ဆရာအချို့ကိုပြောချင်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ထုတ်ပြန်ချက်အရယခုတိုက်ပွဲဟာရရှိတိုက်ပွဲကြီးတစ်ခုဖြစ်ပြီးစစ်ကောင်စီဘက်မှတမ80ခွန်တမမူကိုရိုင်းဦးစီးကုတ်ခဲ့ခဲ့လို့တော်လိုင်းဘက်မှလည်းအညာမြေတကြောမှ PDF တပ်ဖွဲ့ဝင်အများစုနဲ့ KIA, ABSDF တို့လို့ ရင်တော်လိုင်းတပ်ဖွဲ့တွေပေါင်းဆက်ကတိုက်ပွဲဝင်ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ နားလည်ထားသလောက်ဆိုရင်အညာမြေအပါဝင်မြန်မာပြည်ရဲ့အထက်ပိုင်းဟာစစ်ဒေသတည်းရဲ့လက်အောက်မှာရှိပြီး KIA တပ်ဖွဲ့မှဦးဆောင်ကစစ်ရေးစီမံချက်ရေးဆွဲတာတွေတိုက်ပွဲဖို့ဆောင်နာမျိုးတွေပြုလုပ်လို့ရှိတယ်လို့သိထားရပါတယ်။ယခုအင်းတော်တိုက်ပွဲဟာလည်းအဆိုပါစစ်ဒေသမှတာဝန်ရှိသူတွေရဲ့ဦးဆောင်မှုဖြင့်အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဒါဟာတော်လန်ရေးအတွက်တော့အလွန်အားရစရာကောင်းပြီးတဆူတဲ့တပ်ဖွဲ့တွေနဲ့ဆရာနာရှင်ကိုတော်လန်တိုက်ခိုက်နေတာထက်စာရင်ယခုလိုအင်အားစုတွေပူပေါင်းပြီးတိုက်ခိုက်ခြင်းကစစ် ်တော်စီကိုပုံမှုအထင်းနာစေတယ်ဆိုတဲ့အချက်ကိုကောင်းကောင်းကြီးပေါ်လင်းသွားစေပါတယ် ဒီရချက်ဟာကျွန်တော်တို့အားလုံးတောက်လျှောက်မျှော်လင့်နေခဲ့ကြတဲ့တပ်ပေါင်းစုနဲ့ Federal တပ်မတော်ဆိုတဲ့ရှေ့ပြေးပုံရိပ်လူတော်ဆိုနေပါတယ်။ဒီနေရာမှာတက်လာတဲ့ရုပ်တံဖိုင်တွေအရာဆိုရင်လည်းဆေးရနာတိမ်မှုကိုလက်မခံနိုင်လို့မဖြစ်မနေလက်နက်ကင်လန်းစင်ကိုရွေးချယ်ခဲ့ရပါတယ်ဆိုတဲ့ PDF လူငယ်လေးတွေဟာလင်းနစ်ကျော်ကာလာအတွင်းမှာတိုက်ရိုက်ခိုက်ရင်ပြေးဝနေတဲ့တကိစ္စစစ်သားကြီးကဲ့သို့ပင်ပြောင်းလဲလာတာကိုလည်းသတိထားမိပါတယ်။အရင်ကလိုတနက်လက်ထဲရှိတာနဲ့ရန်တန်းပြတဲ့အစဲမျိုးမဟုတ်ဘဲတဆင်းချင်းတထောင်ချင်းတေချာပြက်ခတ်နေတဲ့ပုံရိပ်တွေ အနေများလာပါတယ်ဆိုတဲ့စင်မြေပြင်မှာပျော်ရွှင်မြူတူဘီတိုက်ပွဲဝင်နေတဲ့ပုံရိပ်တွေဟာချီးကျူးဖို့ထိုက်တန်လွန်လာပါတယ်။တင်းစင်းရရှိခဲ့တယ်ဆိုတဲ့ဆက်လက်နဲ့ပစ္စည်းတွေဟာလည်းလက်နက်ကြီးလက်နက်ငယ်တွေကြီးမျိုးစားမျိုးစုံတွေဒါမှမဟုတ်ဟောင်းဝင်းစာလိုလက်နက်မျိုးတွေ120အမြောက်လိုမျိုးတွေအထိပါပါဝင်တာကိုတွေ့ရပြီးဒီလိုလက်နက်တွေရှိရတဲ့အောင်စုတ်ခွာပြေးခဲ့ရတဲ့စစ်ကောင်စီတပ်သားတွေရဲ့အရေးအချင်းကိုပါခံမှန်းမိနိုင်ပါတယ်။ ယခုအင်းတော်မှာအရှက်တကွဲရှုံနေခဲ့တဲ့တမ89ဆိုရာဟာအာနာသိန်းကာလာအစောပိုင်းရန်ကုန်နဲ့ပဲခူးဘက်ကငိမ့်ချန်းစွာဆန္ဒပြခဲ့တဲ့ပြည်သူတွေကိုဆက်လက်ဖြင့်ရက်ဆက်စွာပြစ်ခတ်ခဲ့ရုံသာမကအလောင်းရှိသည့်ကိုသားသမီးကိုနိုင်အောင် ထိမှဆိုတဲ့စာရေးရေးကပြည်သူ့အပေါ်လူမိုင်းဆန်ဆန်ပြုမှုဆက်ဆံခဲ့တဲ့တမဖြစ်ပါတယ်။ဒါပြင်ပဲခူးကတက်ကြွလူငယ်တွေရဲ့တပိတ်စကန်တွေနဲ့ဒီမိုကရေစီအရေးထောက်ခံသူတွေရဲ့နေအိမ်တွေကိုလည်းစစ်စင်ရေးတစ်ခုတစ်ပွဲအကြမ်းဖက်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ပြီးပြည်သူ80ကျော်ကိုတရ ဲတဲတက်ဖြတ်ခဲ့တဲ့တက်မတစ်ခုဖြစ်ပါတယ်။သို့သောတော်လိုင်းကာလာလေးနှစ်ကျော်သို့ရောက်ရှိလာတဲ့ယနေ့အချိန်မှာတော့အဆိုပါရက်ဆက်ကြံကြုတ်ပါရီဆိုတဲ့တက်မ89ရက်တက်မမှုကိုယ်တိုင်ကတ္တဒေတာအတွင်တော်လိုင်းတက်ဖွဲ့ရရဲ့လက်ထဲတုံမှန်ဖြစ်ဖန်းစည်းခံခဲ့ရပြီပဲဖြစ်ပါတယ်။ တက်မမှုလို့အစင်ရှိတဲ့ဘူချုပ်တယောက်က၄နှစ်ကျော်သာရှိသေးတဲ့ PDF တပ်ဖွဲ့တွေထံတုံမှန်းဖြစ်အဖမ်းခံခဲ့ရတဲ့ဆိုရာဟာတော်လန်ရေးအတွက်တကယ်ကိုကျေနပ်အားရစရာကောင်းလွန်လှပါတယ်။ဒါပြင်သွေးသွေးမှာဆွေးနွေးစရာမရှိဆိုပြီးတော်လန်ရင်ကာလာတခြားပြည်သူတွေဂျုံဝါခဲ့တယ်လို့စစ်ကောင်စီရဲ့အောက်ခြေတပ်သားကအစအစ်စ်ဘူချုပ်တွေအထိ၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုချင်းစီအတွက်ပြန်ပေးဆက်ဖို့အချိန်ဟာတဖြည်းဖြည်းနှီးကပ်လာနေပြီဆိုတာဒီဖြစ်စဉ်ကိုကြည့်ရင်သိနိုင်ပါတယ်။ ဆလဘင်ကျုံမျော်ရင်ရက်ကြီးအုပ်ချုပ်ရေးမှုတနက်ပြင်ပြစ်ခတ်ခံရပြီးစေယုံတို့ပူဆောင်စဉ်လမ်းတွင်တိတ်ဆုံဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ ARD တိုင်းကျုံမျော်မြို့နယ်ရင်းစစ်ကောင်စီကရက်ကြီးအုပ်ချုပ်ရေးမှုတနက်ပြင်ပြစ်ခတ်ခံရ၍စေယုံတို့ပူဆောင်စဉ်လမ်းတွင်တိတ်ဆုံသွားကြောင်းဒေသခံများထံမှသိရသည်တနက်ဖြန်ပြစ်ခတ်ခံရသည့်အုပ်ချုပ်ရေးမှူးမှညောင်မင်းကင်းကျေးရွာအုပ်စုမှဦးလာကျိုင်ဖြစ်ပြီးဧပြီလ10ရက်နေ့တွင်ပြုလုပ်သည့်မြို့နယ်အစည်းအဝေးကပြန်လာခြင်းမွန်လဲ2နာရီဝန်းကျင်ကတနက်ဖြန်ပြစ်ခတ်ခံရခြင်းဖြစ်သည် မြို့နယ်စည်းဝေးကပြန်လာချိန်မှာအပြစ်ခံရတာတန်ရပြင်းထန်တော့အဲ့ဒီမှာပဲရန်ကုန်ပိုရာလမ်းနဲ့တေသွားတယ်သူကြောင့်ထွက်ပြေးရတဲ့သူတွေလည်းမနေဘူးညောင်ပင်ကွင်းကျေးရွာအုပ်စုမှဒေသခံတို့က ARR time ကိုပြောသည်အုပ်ချုပ်ရမှုဦးလာဆိုင်သည်တနက်တန်ရပြင်းထန်တဲ့အတွက်ကျုံပြောမျိုးမှရန်ကုန်စေယုံကြီးတို့ပို့ဆောင်စဉ်လမ်းတွင်မတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများထံမှသိရသည်စစ်ကောင်စီသည်၎င်းတို့ခန့်ထားသည့်အုပ်ချုပ်ရမှုတနက်ဖြန်ပြစ်ခတ်ခံရပြီးတည်ဆုံးခဲ့သည့်အတွက်ကျုံပြောမျိုးနဲ့တွင်ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံအများကြီးပြောကြားချက်အရာသေးရသည် ရခုတကတင်ဆက်ပေးမယ့်သတင်းကတော့တဝဲမျိုးပေါ်ပြစ်ခတ်မှုဖြစ်ပြီးနောက်စစ်ကောင်စီတပ်လောင်းလုံးကိုစစ်ကြောင်းထိုးဆိုရတဲ့မယ်ဖြစ်ပါရရှင်။ကြံကြောင်ရင်ရပိုင်းလိုဧရလာ၁၇ရက်နနက်ပိုင်းတွင်စစ်ကောင်စီတပ်ကလောင်းလုံးမျိုးဘက်သို့ဦးတည်ပြီးစစ်ကြောင်းထိုးလာကြောင်းဒေသခံများကပြောသည်။ဧရလာ၁၀ရက်ကတဝဲမျိုးစစ်စားပြင်ရက်ကအကောက်ခုံဦးစီးဌာနဘက်ခြမ်းတွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးနောက်ထိုးကဲသို့စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ထိုနေ့ကစစ်ကောင်စီခန့်တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကံယူရန် တိုင်းစစ်ဌာနချုပ်ဒူတိုင်းမူပုံမှုအောင်မြို့ထွန်းအပါဝင်စစ်ကောင်စီခန့်ဝင်ခြင်းများဌာနဆိုင်ရာဝန်ထမ်းများသည့်အကောက်ခွန်ရုံနှင့်မင်းမွေးရှိစိတ်ကန်းသာဘောဒရာတွင်ငါလွတ်ပွဲပြုလုပ်နေခဲ့ကြောင်းမြို့ကန်တူကပြောသည်စကားစဝင်ကြီးတွေကန္နာလမ်းမှာပွဲလုံးနေကြတဲ့အချိန်မှာတနက်ပြက်တန်းနေထွက်လာတယ်။အဲ့ဒါပြီးနာတလရုံမှာထိုင်နေတဲ့အမြောက်တပ်ကလည်းလက်နက်ကြီးတွေနဲ့လှမ်းထုသေးတယ်ဟုမျိုးကန်တအူကဆိုသည် အကောက်ခွန်ရုံနဲ့တဝဲမြေတာချသည့်လောင်းလုံးမြို့နယ်ဒေသခံတို့ကလည်းတဝဲမြို့ကျက်စားပြင်ရက်ွက်ပတ်တွင်နနက်9နိုင်ခန်းမှစပြီးမိနစ်30ခန်းကြာလက်နက်ကြီးလက်နက်ငယ်များတရဆက်ပစ်ခတ်တန်ကြာကြောင်းပြောဆိုသည်မိနစ်30လောက်မနာရန်ပြစ်ပြီးခဏရက်သွားတယ်ပြီးမှနောက်ထပ်တစ်ခါပြန်ပြစ်ကြတာဟုဒေသခံတို့ကပြောသည် ဇဝဲမျိုးဝပြစ်ခတ်မှုအခြေအနေကိုဆက်လက်စုံစမ်းနေစေဖြစ်သည့်ရင်းနေရင်စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းနှင့်ဇဝဲမျိုးဘက်မှလောင်းလုံးတာယာကုန်းချေရသို့စစ်ကြောင်းထိုးလာပြီးဘုံကြီးကြောင်းတစ်ကြောင်းနှင့်နေတဝက်တက်ဆဲပြီးပြန်ဆုပ်သွားခဲ့ကြောင်းဒေသခံများကဆိုသည်ရှင်နေဧပြီလ17ရက်နေ့နဲ့နဲ့6နိုင်ခန့်နဲ့စစ်ကောင်စီတက်သည့်စစ်ကြောင်း3ကြောင်းဖြင့်လောင်းလုံးမျိုးဘက်သို့ဥတီစစ်ကြောင်းထိုးလာကြောင်းဒေသခံများထံမှသိရသည် ယနေ့နနက်၈နာရီကျော်အထိရရှိထားသည့်အချက်အလက်အရစစ်ကောင်စီစစ်ကြောင်းသည်မင်းရဲ့ခြေရွာသို့ရောက်ရှိနေသည်ဟုသိရသည်။မင်းရွာရွာတွေကလဲခွေးနေတဲ့မှာကရွာထိပ်ကနေအိမ်တွေထဲမှာပါစစ်ကောင်စီတပ်သားတွေကွေးမုံဝင်နေကြတယ်ဟုဒေသခံတို့ကပြောဆိုသည် ရင်းနေတူပင်လောင်းလုံးမြို့နယ်တွင်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းကလည်းမြို့ပြင်ထွက်လာပြီးတပြားကျေးရွာနေတွင်လှုပ်ရှားနေကြောင်းဒေသခံတို့ထံမှသိရသည်စစ်ကောင်စီတပ်ကရှင်းငယ်သူစစ်ကြောင်းထိုးလာသည့်ပြင်ဒဇန်ကြာကနေအချိန်တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရင်ကြောင်းဒေသခံများကဆိုသည် ဆက်လက်ပြီးမြင်းချံမျိုးနဲ့ကြောက်ပြုတ်ရွာ၌တက်ဆွဲထားသောစစ်တပ်စခန်းကိုဝင်ရောက်သိမ်းပိုင်မှုစစ်တပ်တို့သိဆုံးမီခုနှစ်ဦးထဏ်ရရဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းချံမျိုးနဲ့ကြောက်ပြုတ်ကြေးရွာ၌တက်ဆွဲထားသောစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်တပ်တို့သိဆုံးမီခုနှစ်ဦးထဏ်ရရရှိခဲ့ကြောင်းပြည်သူ့ကျေးတွင်တပ်ဖွဲ့အကောင်ဆောင်ပူမိုက်ခဲကရန်ကုန်ခေတ်တည်တင်ဌာနထံသို့ပြောကြားသည်။ဧပြီလ9ရက်နေ့ည9:00နာရီခန့်ချိန်မြင်းချံမျိုးနဲ့ကြောက်ပြုတ်ရွာ၌အင်အား30ခန်းမြင့်တက်ဆွဲထားသောစစ်တပ်စခန်းကိုပြည် သူကောင်ရီပူပေါင်းတပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတို့ထိဆုံးပြီး9ဦးဒဏ်ရာရရှိကစစ်သားများစခန်းဆောင်ကထွက်ပြေးသွားကြောင်းသိရသည်။တေရာတယောက်ဒဏ်ရာရပြီးစေယုံတင်ထားရတာ9ယောက်ရှိတဲ့စခန်းဆောင်မီထွက်ပြေးသွားတာပါ။လက်နက်တွေပစ္စည်းတွေသိမ်းမိကြတာမရှိဘူးစခန်းကိုတော့မီးမရှို့ခဲ့ပါဘူး။ညပိုင်းဆိုတော့မရှို့ပဲပြန်ဆုတ်လာခဲ့လိုက်တာပါဟုပြည်သူ့ကျေးတွင်တပ်ဖွဲ့ကောင်ဆောင်ပုံမှန်ခဲကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ခြေတွင်တပ်ဖွဲ့မန္တလေး Regional Battalion MGN Danger Dynamite တောင်မင်းတမန်တပ်ဖွဲ့အညာ Federal Task Force FFGS Task Force နဲ့ပကပဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်